မင်္ဂလာပါရှင်ဒီစင်တိုင်းချင်နေရဲ့ပုံမြင်ပြောချင်းလေးပါနားစင်ခံစားပေးကြပါဦးနော်နားစင်ပြီးနှစ်သက်တဲ့ဆို like subscribe နဲ့ share ပေးခြင်းဖြင့်လည်းကူညီကြပါအောင်ရှင်ဒီ video ကိုလည်း BPA ဖွင့်ပြီးမှကြည့်ရှုဖို့မိတ္တရက်ခံများစေရှင်ဒီနေ့ပုံမြင်လေးကတော့ရေခဲမုန့်နဲ့လှည့်စားခံရတဲ့ငှက်ကလေးတွေအကြောင်းပါ ရေခဲပုံလာတယ်လို့ချိုရည်ရဲ့မြင့်ရဲ့ချူချူချင်းချင်းရတာကောင်းလို့ပြီးဖန်တီထိုင်ဟောဒီမှာရေခဲမုံနေလေရေခဲမုံတဲ့အဖွားကတောလန်းတစ်လျှောက်អော်ရောင်းနေတော့မှာជីကလေးရာစာကပြေးလာပြီးအဖွားအဖွားကျွန်တော်ကိုရေခဲမုံတကူပေးပါအေးကြီးကြီးမိမိပေးပေးဒါပေမဲ့မိမိရှိရလားအမေပြင်ထွက်သွားတယ် ကျွန်တော်မှရေခဲမဝယ်ဘူးပတ်စံမရှိဘူးအေးအေးစိတ်မပူနဲ့အပွားကမင်းကိုလက်ကပ်ပြီးမှာခွားကကြီးကလေးရာစာကိုရေခဲမုတ်တခုပေးပြီးထွက်သွားလိုက်တယ်အဲ့ဒီအချိန်မှာသူ့မိကပြန်လာတယ်ဒါဘသူပေးတာလဲအမေတော်တော်လေးလှတဲ့အပွားတယောက်ကရေခဲမုတ်လက်ကပ်ပေးသွားတယ်ဘယ်နှခါပြောပြီးပြီလဲမတိတဲ့လူတွေပေးတာကို မီးဦးရမစားရဘူးလေအမေမှားထားတယ်မဟုတ်လားဟုတ်ကဲ့ပါမီးကျွန်တော်အရန်စားချင်နေလို့ယူမိတာပါဒီတခါသေးပါနော်အိမ်မှာအလုပ်ရှိတယ်မင်းအပြင်မှာကစားပြီးမြန်မြန်ပြန်လာခဲ့နော်နောက်တော့ကြီးမီမီကအိမ်ထဲဝင်ပြီးအလုပ်သွားလုပ်နေပါလေကြီးကလေးကဝမ်းသာအရစားနေတော့ရုတ်တရက်ရေခဲမုန်းကမိုးပြန်ပူပေါင်းဖြစ် ပြောင်းသွားပြီးကြီးကလေးရာစားကို ကောင်းငင်စီဆွဲတင်လိုက်ပါလေ ဒါကြောင့် तू ကအရန်ကြောက်သွားတယ်။အိုးဘာဖြစ်တာလဲဒီဘူပေါင်းကကျွန်တော်ကိုဘယ်ကိုခေါ်သွားမှမသိဘူး။အမေကျွန်တော်ကိုကယ်ပါကယ်ပါ။ဒါပေမဲ့သူ့တန်ကိုကြီးမိမိလည်းမကြောက်ဘူး။တော်ရဲကတခြားငှက်တွေကလည်းမကြောက်ဘူး။မိုးပြံဘူပေါင်းတွေကတခြားတော့မှရှိတဲ့အစ်ဆက်နေတဲ့ရေခဲမုံအင်စီကိုခေါ်ဆောင်သွားတာပါ။ ရေခဲမှုအိမ်ရောက်တာနဲ့ရှားစားလဲပျောက်သွားလေကြီးကလေးမိမိကအိမ်ထဲကထွက်လာပြီးရှားစားဒီမှာကစားနေတာသူဘယ်ကိုသွားနေလဲသူတငယ်ချင်းနေစီသွားမှာပါပဲညာဘက်ရောက်သွားပြီးတားလေးရှားစားမပြန်လာသေးလို့ကြီးမိမိကတော့အယမ်းစိတ်ပူနေတယ်ဒါနဲ့ကြီးမိမိကတားရှားစားကိုရှာဖို့ပြန်ထွက်သွားပါတယ် ဒါပေမဲ့ဘယ်မှာမှရှာမတွေ့ဘူးကြီးမီမီကအယံဝမ်းနေသွားတယ်နောက်တနေ့မနေ့ကျတော့ရေခဲမုံတဲ့အဖွားကရေခဲမုံတွေပြည်နေတဲ့တောင်းနဲ့တော်ရဲကိုရောက်လာပြန်ပါတယ်ကလေးရေချူချူချင်းရတာဆိုရင်လည်းရေခဲမှုကြိုက်လားရှိုးရင်းအိမ်မွေးရတော့ဒီမှာလကားပြနေရတော့စာကလေးနူးနူးကရေခဲမှုတစ်ခုတောင်းယူလိုက်ပြီး အဖွားကိုကြီးစုတင်ပါလေကျမကရေခဲမုံရမ်းကြိုက်တယ်အဖွားကနူနူကိုရေခဲမုံတစ်ခုပေးပြီးထွက်သွားပါလေနူနူလည်းပျော်နေပြီးရေခဲမုံစားနေတော့မှရုတ်တရက်ရေခဲမုံကမိုးပြန်ပူပေါင်းကြီးဖြစ်သွားတယ်ပူပေါင်းကနူနူကိုကောင်းကင်စီခေါ်သွားပြန်ပါလေဒါကိုအိမ်ပြင်ထွက်လာတဲ့စာလေးမိမိကမြင်တော့တမီးနူနူဒါပါလေအာအရင်မြင်သွားပြီးအောက်ပြန်စင်းငယ်အောက်ပြန်စင်းငယ် မတော်လို့ပြုတ်ကြရင်အထိနာမင်းမိမိဘူပေါင်းနေရကျမတို့ဒီမိအောင်ခေါ်လာတာစင်းလို့မရဘူးမိမိသမီးကိုတနည်းနည်းနဲ့ကယ်ပါရအောင်ကယ်ပါဒါပေမဲ့ဘူပေါင်းတွေကနူနူကိုအယံဝေးတဲ့နေရာကိုခေါ်ဆောင်သွားပါလေအမလေးတယောက်ယောက်ကျမကလေးကိုကယ်ပါကျမကလေးကိုကယ်ကြပါဦးကြည့်မိမိခိုးပြူလေးနဲ့ကြက်တူရဲ့ငတူကအမြန်လာခဲ့ကြပြီမင်း နူနူကအရန်ကိုဝေးသွားပါပြီရှင်နိုတွေကတယောက်ကကျမကလေးကိုကယ်ပေးပါအောင်နော်ငါတို့တော့ထဲမှာထူးဆန်းတာတွေဖြစ်နေရဲ့ကျမသားရာစားလဲရေခဲမှုစားပြီးပျောက်သွားတာပဲဒီလိုနဲ့တနေ့တနေ့ဇက်တိုက်တိုးတွေကကလေးငယ်လေးတွေတကောင်မီတကောင်ပျောက်သွားတာပြန်မပေါ်လာတော့ပါဘူးတိုးထဲမှာတော့ကြောက်စိတ်တွေပြန့်နေပြီ ။စာကလေးမီမီကြီးမီမီခူပြူလေးစစ်တူရီတို့ကဒီလိုဆုံးဖြတ်လိုက်ကြပါတယ်။ဒီရေခဲမုံတဲ့အဖွားကရောက်လာတဲ့နေ့ဆိုရင်ရေခဲမုံစာမီရဲ့ကလေးတွေပျောက်နေတယ်။နှစ်ပြန်သူ့ကိုစောက်မေးကြမယ်။နောက်နှစ်မိနစ်မှာအဖွားကရေခဲမုံပြည့်ထဲထားတဲ့ခြင်းနဲ့ရောက်လာပြန်ပါတယ်။စာကလေးမီမီကြီးမီမီခူပြူလေးနဲ့စစ်တူရီငှက်တို့က ရေခဲမှုတွေအပွားလာနေတဲ့လမ်းရှိကနေပိတ်ရလိုက်တယ်။ဟိတ်မိတော်ရဲရောက်လာကလေးကထူဆန်းတာတွေဖြစ်နေတယ်။ငါတို့ကလေးတွေလည်းပျောက်နေတယ်။ဒီရေခဲမှုတောင်းနေမှာတခုခုရှိနေပြီ။ခုပြူကလေးကပြောလိုက်ပါတယ်။ချက်တူရင်ငှက်ကဒီထဲမှာတစ်ပင်ရှိရလို့ပြောတယ်။ဟုတ်လားအပွားကြီး။ဒီတခါရေခဲမှုတွေအပွားကဈေးတွေပုံစံပျောက်သွားပြီ။မျက်လုံးတွေအနီအောင်ရှန်ထနေတယ်။ မိဆာငှက်နှက်ဆိုကြီးအဖြစ်ပြောင်းသွားပါတယ်။ငါပဲငါပဲမိနုတော်ကိုဖြစ်စီပြစ်မလို့ဒီတော့အဲ့ကောင်ကံပြီးအားလုံးကိုငါခေါ်သွားမှာအဖွားကြီးကပျော်ပြီးပြီးချင်းပျောက်သွားတယ်။ခုပြူလေးကတင်ငယ်ချင်းတို့ဒါပါလေဒီမိဆာငှက်နှက်ဆိုကြီးကငါတို့တော့ကိုဖြစ်စီမယ်။ချစ်တူရဲ့လက်ထက်ရေခဲမုံကလည်း ဟောင်းကနေမိလာပြီးမိုးပြန်ပူပေါင်းအဖြစ်ပြောင်းကချစ်တူရဲ့ငှက်ကို ကောင်းငင်ကိုဆွဲခေါ်ခံရပြန်ပါလေ။အိုးတငယ်ချင်းတို့ကျွန်တော်ကိုကဲပါဒီပူပေါင်းကကျွန်တော်ကိုခေါ်နေပြီလောက်ကြပါဦး။ကျန်တဲ့ငှက်လေးတွေကကျိုးနဲ့ဖမ်းမှုကြိုးစားတယ်ဒါပေမဲ့လည်းမဖမ်းနိုင်ဘူး။ချစ်တူရဲ့ငှက်နဲ့အတူကြီးမေမေနဲ့ခုပြူလေးပါကျိုးတန်းလန်းနဲ့မိုးပြန်ပူပေါင်းခေါ်ရနောက်ကိုပါသွားပြန်ပါပြီ။ ိုးပြန်ပူပေါင်းကသူတို့ကိုရေခဲမုံအင်စီကိုခေါ်သွားတယ်။မြေပြင်မှာကြံတဲ့စာကလေးမိမိကဟဲ့ဖျားကြီးဘာလုပ်ရမလဲ။ဒိုတိုးတွေကမော်နှက်ဆရာကြီးစီသွားအကူကြီးတောင်းမှဖြစ်မင်းဆရာကြီးရှင်မတို့တော်ရောအရင်အန်ရရှိနေပြီကျေးဇူးပြုပြီးကြပါ။အိုးဘာကြီးဖြစ်လာတာရောငါ့ကိုတရားရှင်းပြစမ်း။စာလေးမိမိကဖြစ်အလုံးကိုရှင်းပြလိုက်ပါတယ်။ ဒါဆိုရင်တော့ဒီဟာကဒုကူညီပေးရမယ်လို့ပဲမင်းတို့ငှက်တွေကိုကယ်ဖို့ဒီငဆိုးကြီးကိုမိရှိုရမှာသူကဒီလပြေမှာငှက်တွေကိုရစ်ပူစော်ဖို့စီစဉ်ထားတာဒီမီးတို့ယူပြီးမြ мян သွားအခုရေခဲမုံအိမ်မှာသူရှိနေတယ်စာကလေးမိမိကကြီးစူးတင်စကားပြောပြီးအ мян ပြန်သွားပါတယ်ရေခဲမုံအိမ်ထဲမှာတော့ ကြီးကလေးရာစာအမေအမေရောက်လာပြီလားကျွန်တော်အရန်ကြောက်နေတာဒီမှာကျွန်တော်တို့အားလုံးပိတ်မိနေတယ်ရာစာကသူ့မိမိကိုပြောပြနေတော့မှာပဲမိစ္ဆာငှက်စိုးကြီးပြန်ရောက်လာတယ်ဒီနေ့လာလာလာဒီငါပါဝါဆွမ်းတိုးမင်းတို့နဲ့ပူဇော်ပွဲလုပ်မယ်ဝေးဖို့သာဒီမှာကြာအဲ့ဒီအချိန်မှာစာကလေးမိမိက မီးတုံးနဲ့ရေခဲမှုအိမ်နဲ့ရောက်လာတယ် ဟေ့နတ်ဆိုဖွားကြီးမင်းငါတို့ဘာမှမလုပ်နိုင်ဘူးစာလီမီမီကအဲ့လိုပြောပြီးနတ်ဆိုဖွားကြီးရဲ့မှုန့်အိုးကိုမီးရှို့လိုက်ပါတယ်မိစာဖွားကြီးမီးထဲမှာလောင်မြိုက်သွားတဲ့အခါရေခဲမှုအိမ်ထဲကနေဖန်ခန့်ထားတဲ့ငှက်ကလေးတွေကပြန်ဝဲထွက်လာကြတယ်အောင်မြင်မီဟေ့တော်ကြီးလည်းအေးချမ်းသွားပြီငှက်ကလေးတွေအားလုံးလည်းမိသားစုစီပြန်ရောက်သွားကြတာပေါ့စာကလေးမီမီနဲ့မျက်တွေပျော်ရွှင်စွာဒီတော်ထဲမှာပဲ ဆက်လက်နေထိုင်သွားကြတယ်။ကျန်တဲ့ငှက်တွေကစာကလေးမိမိကိုကြီးစုတင်ပါတယ်။မိကဲတဲ့အသက်ပဲငါတို့မှရှိတော့တယ်။မိကြီးစုကိုငါတို့မမိပါဘူးလို့ပြောဆိုပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်လက်နေထိုင်သွားကြပါတယ်။ခလေးတို့ရေဒစိမ့်ပြတဲ့အစားတောက်ကိုမယူဖို့နဲ့မိသားစုချစ်ချင်းရဲ့တန်ဖိုးကိုဒီပုံမြင်လေးကအတင်ပေးသွားတယ်နော်။ဒါကြောင့်မတိတူပေးတဲ့ဘေးရာကိုမှမယူဖို့တတိထားပါကွယ်။ ဉာဏ်ပညာနဲ့ပြည့်စုံပြီးအကောင်းဆုံးဝေဖန်တုံ့တက်နိုင်တဲ့ကလေးလေးတွေဖြစ်ကြပါစေ။ပုံမြင်လေးရတော့ဒါပါပဲရှင်။ကျမစုမြတ်ကြီးပါ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ပုံမြင်သစ်တွေမှာထပ်ဆောင်ကြရအောင်ပါ။တတား